iPhone battery ကနောက်ွယ်မှာမတိမတအားကုန်နေတယ်ဆိုတော့သိပါလားဗျ iPhone ကိုမသုံးမဲနဲ့နောက်ွယ်မှာအလုံးလုံးနေတဲ့လုံဆောင်ချက်တွေကြောင့်ဖြစ်တတ်ပါတယ်ဒီဗီဒီယိုလေးထဲမှာဆိုရင် battery တန်းကိုကြာရှည်ခံအောင်လုပ်ပေးနိုင်တဲ့စက်တင်တွေကိုပြောပြပေးပါမှာဗျမတိသေးတဲ့တွေအတွက် like လုပ်ကြည့်တင်ပါတယ် background app refresh ကကျွန်တော်တို့မျှော်လင့်ထားတဲ့ပုံပြီး iPhone ရဲ့ battery ကိုအားကုန်စေပါတယ် Facebook Instagram နဲ့ Telegram အပေါ်ဝင်တခြားသော application တွေကနောက်ွယ်မှာအကြောင်းအရာတွေကိုအချိန်တိုင်းစစ်ဆေးနေပြီးတော့ download ဆွဲပေးနေပါတယ် ဒါကြောင့်ကိုက iPhone ကိုမတော်ရင်တော့မှအားဖြည်းဖြည်းချင်းကုန်ပါတယ် application တခုက internet ကိုနောက်ကွယ်မှာခြေလိုက်ပြီဆိုတာနဲ့ battery ကိုစပြီးသုံးပါတယ်အထူးသဖြင့် app တွေအများကြီးကတပြိုင်တည်းအဲ့လိုလုပ်ရင်အားပိုကုန်ပါတယ်နောက်ပြီးတော့ processor အသုံးပြုမှုနဲ့ location စစ်ဆေးတာတွေ update လုပ်တာတွေကလည်းအားကုန်စေပါတယ်ဒါကြောင့်ပိတ်တင်ပါတယ်ပိတ်ဖို့အတွက် settings app ကိုဖွင့်လိုက်ပါ general background app refresh အပေါ်ဆုံးကတခုကိုနှိပ်လိုက်ရင်တွေ့ရတာလေးတွေက off ဆိုရင်မြည်တိ application ကိုပါနောက်ခွင်မှာအလုံးမလုံးခိုင်းဖို့ပါ ် Wi-Fi ကတော့ရွေးချယ်ထားတဲ့ application တွေလောက်ပဲ Wi-Fi ချိတ်မှသာလေနောက်ခွဲကနေအလုပ်လုပ်ခိုင်းဖို့ပါ Wi-Fi နဲ့ cellular data ကတော့နှစ်ခုလုံးချိတ်ထားချင်းအလုပ်လုပ်ဖို့ပါအနောက်ကိုပြန်သွားလိုက်ပါမယ်ဗျနောက်ခွဲကနေအလုပ်မလုပ်စေချင်တဲ့ app တွေကို off ထားပြီးအလုပ်လုပ်စေချင်တဲ့ app တွေကိုတော့ on ထားလို့ရပါတယ်မြည်သည့် application ကိုမှနောက်ခွဲမှာအလုပ်မလုပ်ခိုင်းခြင်းဘူးဆိုရင်တော့အပေါ်ဆုံးက background app refresh ကိုနှိပ်ပြီး off ကိုရွေးပြထားလို့ရပါတယ် Google Map, Apple Maps, Grab, Boot Banner နဲ့ Fitness App တို့လိုပါဝါအမြောင်များသုံးစွဲရတဲ့ GPS အခြေခံ application တွေက iPhone ရဲ့ battery ကိုအားကုန်စေပါတယ် GPS စနစ်ကိုအသက်ဝင်နေစေဖို့အတွက်နောက်ကွယ်မှာ location service ကိုစက္ကန့်တိုင်းအသုံးပြုနေရပါတယ်။ Weather app လိုမျိုးနောက်ကွယ်ကနေကိုယ့်ရဲ့တည်နေရာကိုမိနစ်တိုင်းစစ်ဆေးနေရတာကလည်း iPhone ရဲ့ battery ကိုအားကုန်စေပါတယ်။ဒါကြောင့် location service မှာမလိုတာတွေကိုပိတ်တင်ပါတယ်။ပိတ်ဖို့အတွက် settings privacy and security location services share my location အောက်မှာရှိတဲ့ app တခုချင်းစီအတွက်လုံးဝပိတ်ထားနိုင်တော့အကောင်းဆုံးပါဒါပေမဲ့မပိတ်သင့်တာလည်းရှိပါတယ် location လိုအပ်တဲ့ app တွေတန်းကို why use the app ဆိုတာလေးကိုပဲရွေးထားတင်ပါရဗျဒါဆိုရင် application ကိုတုံးနေချိန်မှာပဲနောက်ခွက်ကနေ location ကိုအသုံးပြုနေမှာပါပြီးရင်ဟိုးအောက်ဆုံးက system services ဆိုတာလေးကိုတွားလိုက်ပါဗျအထက်ရောက်ပြီဆိုရင် emergency call and soc find my iphone network and wireless နဲ့ setting time zone ဆိုတာကိုပဲ on ထားတင်ပြီးကျန်တာအားလုံးကို off ထားတင်ပါပြ Now working and wireless ကို off ထားမယ်ဆိုရင် bluetooth နဲ့ wifi ရဲ့ performance ကိုကျသွားနိုင်တာမို့ on ထားတင်ပါတယ် significant location ကိုလည်း off ထားတင်ပါတယ် significant locations ရဲ့အလုပ်လုပ်ပုံကိုတော့အောက်လေးမှာရှိတဲ့ description အနေနဲ့တစ်ဆင့်ဖတ်ကြည့်လို့ရပါတယ်ဗျာ product improvement အောက်က၄ခုကိုလည်း after ဆက်ခြင်းပါဗျ။ Okay ပါဒါဆိုရင်တော့ location service နဲ့ပတ်သက်ပြီးအားကုန်တာမျိုးမဖြစ်တော့အောင်အတက်နိုင်ဆုံးစီမံခန့်ခွဲနိုင်ခဲ့ပါပြီ။ iPhone X နဲ့နောက်ပိုင်းမှာထည့်ပစ်လိုက်တဲ့ Race to Wake feature ကအသုံးဝင်လာတော့အမှန်ပါ။ဖုန်းကိုကောက်ကင်လိုက်တာနဲ့ screen က wake ဖြစ်ပါတယ်။တိတ်မကောင်းတာကအားကုန်စေတဲ့အချက်တည်းမှရှိပါတယ်။ screen ကပွင့်ပြီဆိုတာနဲ့ battery မှာလည်းအကျိုးသက်ရောက်မှုရှိပါတယ်။ battery ချွေတာခြင်းနဲ့ဆိုရင်တော့ဒီလောက်ဆောင်ချက်လေးကိုပိတ်ထားတင်ပါတယ်။ ပိတ်ဖို့အတွက် settings display and brightness grade to wake မှာ off ပေးထားလို့ရပါတယ် app store နဲ့တခြား application တွေထဲမှာဆိုရင် video နဲ့ animated image တွေက အလိုလျောက် play ကြပါတယ်ဒါကအားကွန်စေတဲ့အချက်တည်းမှာပါလို့ပိတ်ထားတင်ပါတယ်ပိတ်ဖို့အတွက် settings accessibility motion auto play animated image နဲ့ autoplay video previews ကို off ထားခြင်းအပြင် battery အားမကောင်းအောင်ပံ့ပိုးပေးနိုင်ပါဗျ။ notification တိုင်းက screen ကိုပွင့်စေပြီးတော့ power သုံးစွဲမှုလည်းရှိပါတယ်။ဥပမာ kpay တို့ wave money တို့နဲ့မြန်မာ application တော်တော်များများက notification တွေတားပို့ပါတယ်။တစ်ခါပို့တိုင်း screen ကတစ်ခါလဲပါတယ်။ screen လင်းနေတဲ့အလျောက်အားလည်းကုန်ပါတယ်။ဒါကြောင့်အရေးကြီးတဲ့ notification တွေပို့တဲ့ app တွေကိုလောက်ပဲခွင့်ပြုသင့်ပြီးတော့ marketing တွေပါရညာတွေအဆက်မပြတ်ပေါ်နေတဲ့ application တွေရဲ့ notification တွေကိုပိတ်ထားတင်ပါတယ်ပိတ်ဖို့အတွက် settings notification အောက်မှာဆိုရင် application list တွေတွေ့ရပါလိမ့်မယ် notification မတက်စေချင်တဲ့ application ကိုကျွေးပြီးတော့အပေါ်ဆုံးက allow notification မှာ off ပေးလိုက်ပါဗျ vibration ကလည်းအကုန်စေတဲ့အခြေတဲ့ကတခုပါတုံခါမိုးတခုလောက်ရနိုင်ပါဝါစားသုံးမိုးတခုလောက်ရပါတယ်ဖုန်းလာတိုင်း vibration ထည့်ထားတာမျိုး notification တွေလက်ခံရရှိတိုင်း vibrate ဖြစ်တာမျိုးတွေကလည်းအားကုန်စေပါတယ်။ပိတ်ထားခြင်းနဲ့ဆိုရင်တော့ကျွန်တော်နဲ့အတူလိုက်လုပ်ကြည့်လို့ရပါတယ်ဗျ။ settings accessibility touch vibration မှာ off ပေးထားလို့ရပါတယ်ဗျ။ vibration မှာ off လိုက်ပြီဆိုရင် iPhone မှာမြည်တဲ့နေရာက vibration မဆိုအကုန်လုံး off ပေးသွားမှာပါ။ဒီဗီဒီယိုလေးက iPhone battery ကိုပို့ပြီးကြာရှည်ခံအောင်ကူညီပေးနိုင်မယ်လို့မျှော်လင့်ပါတယ်ဗျ။နောက်ထပ်အသုံးဝင်တဲ့ iPhone နဲ့ Mac အတွက် tips and tricks တွေအများကြီးပြပြခြင်းမှသေးတယ်ခင်ဗျ။ 接住就买的。